အားလုံးပဲမင်္ဂလာပါ။ဘုရားသခင်ကိုချီးကျူးတော်ချီးမွမ်းပါတယ်။ဒီနေ့တော့ယုံကြည်သူများအတွက်အရေးကြီးတဲ့ဝိညာဉ်ဖခင်ဤအနှစ်သာရနှင့်နယ်နိမိတ်များဆိုတဲ့ချက်ကိုကြံ့ကြက်များနဲ့လေ့လာကြည့်ရမှာဖြစ်ပါတယ်။ဝိညာဉ်ဖခင်ဤအခန်းကဏ္ဍနဲ့ဘုရားသခင်ဤအချုပ်ချာဖခင် ဖြစ်မှုဟူသောဓမ္မသဘောတရားဆိုင်ရာအချက်များကိုပေါင်းဆက်ပြီးတော့ပြီးပြည့်စုံတဲ့အစီအစဉ်တစ်ခုကိုပြောပြပေးမှာဖြစ်ပါတယ်။ ဒီစီစဉ်ဟာနှိမ့်ချမှုနဲ့တာဝန်ယူမှုကိုဟန်ချက်ညှိစေမဲ့စီစဉ်ပဲဖြစ်ပါတယ်။ဒါကြောင့်ဝิญဉ်ဖခင်ဤအနှစ်သာရနှင့်နနေမီများဆိုတဲ့အကြောင်းအရာများကိုနားလည်နိုင်ဖို့အဓိကကြမ်းချက်များဖြစ်တကော55မှာတင်တို့ကိုယေရှုခရစ်၌အေးဝင်လီတရားအဖြစ်ငါသည်မွေးဖွားစေပြီးမဿဲ23ကိုမှာမြေကြီးပေါ်မှာအဘဟုအဘယ်သူကိုမျှခေါ်ကြနှင့် တသက်နှစ်ဆက်တမှာဖခင်သည်မိမိသားများကိုတုံတင်တကယ်တိုးလို့ဆိုတဲ့ဖော်ပြချက်တွေကိုတွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်ဓမ္မအမှုတော်ဤဖခင်မေတ္တာကိုသိရှိနားလည်နိုင်ဖို့မိတ်ဆွေတို့ဓမ္မအမှုတော်တွင်ကျွန်ုပ်တို့သည်လူတို့ဤအတ္တတာကိုထိန်းချုပ်ရန်ခေါ်ခြင်းမခံရပါဘူး။ကျွန်ုပ်တို့ဟာမိသားစုအစိတ်ပိုင်းများဖြစ်စေရန်ခေါ်ခြင်းကိုခံရခြင်းဖြစ်ပါတယ်။ဒါကြောင့်ဝိညာဉ်ဖခင်ဟူသောစကားလုံးသည် အငင်းပွားဖွယ်ရာဖြစ်နိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဘုရားသခင်ဒီသားလင်းစစ်မှန်တော့ဖခင်ဖြစ်ချောင်းကိုသခင်ယေရှုကရှင်းရှင်းလင်းလင်းပြောထားလို့ပါပဲ။ကျွန်တော်တို့ဟာဘုရားသခင်ဤဖခင်ဖြစ်မှုကိုဘယ်လိုမထိခိုက်စေပဲတမန်တော်ရှင်ပေါလုဤဝိညာဉ်ဖခင်အခန်းကဏ္ဍကိုဘယ်လိုနားလည်နိုင်မလဲဆိုတဲ့အချက်တွေကို သိရှိနိုင်ဖို့ကျမ်းစာများဖြင့်လေ့လာရမှာဖြစ်ပါတယ်။ ။ဒါကြောင့်ဝิญဉ်ဖခင်ဤအနှစ်သာရနှင့်နေတွေများအကြောင်းကို နားလည်နိုင်ဖို့အတွက်အစစ်30နှစ်လေ့လာကြည့်မှာဖြစ်ပါတယ်။ဒါကြောင့်အစစ်တင်နေတဲ့ဖခင်ဘွဲတော်ဤနေနမိတ်ဘုရားသခင်သီးသာအရင်မြစ်ဖြစ်တယ်။အစစ်နှစ်နေတဲ့ဖခင်ဤလုပ်ငန်းဆောင်တာ အေဝံဂေလိဖြစ်ဝေဖွာခြင်းအစစ်30နေတဲ့ဝิญဉ်ဖခင်ဤအမွေနှစ်ပုံသက်တည်ပြခြင်းဆိုတဲ့အချက်၃ချက်ဖြင့်ကျွန်တော်တို့လေ့လာကြည့်မှာဖြစ်ပါတယ်။ဒါကြောင့်အစစ်တစ်နေနဲ့ ဟာကင်ဘွဲ့တော်ဤနေနမိတ်ဖျားသခင်တိသာအရင်မြစ်ဖြစ်တယ်ဆိုတဲ့အကြောင်းကို နားလည်နိုင်ဖို့မသဲ23ကိုမှာမြေကြီးပေါ်မှာအဘဟုအဘဲသူကိုမျှမခေါ်ကြနဲ့ကောင်းကင်ဘုံ၌တပါးတည်းရှိတော်မူ၏လို့ဖော်ပြချက်ကိုတွေ့ရမှာဖြစ်ပါတယ်ဒီဖော်ပြချက်ကအချုပ်ချာဟာကင်ဖြစ်မှုဆိုတဲ့အကြောင်းကိုနားလည်ရမှာဖြစ်ပါတယ်သကလုံးရဲ့အတိတ်ပဲအရသခင်ယေရှုက အဘဟူသောတာမြင့်ချက်သည်ဖျားသခင်အခွင့်အာဏာကို နေရာယူခြင်းလူသားကောင်းမှအားလုံးထက်ပုံမိုမြင့်တင်ခြင်းကိုတာမြင့်ခြင်းဖြစ်တယ်လို့နားလည်နေဖြစ်ပါတယ်။ဒါကြောင့်သင်ခန်းစာအနေနဲ့ကျွန်တို့ဟာလူသားကောင်းဆောင်များဤပြီးပြည့်စုံမှုကိုယုံကြည်ခြင်းမရှိရပါဘူး။ဖျားသခင်သည်သာလျှင်အမှားရမရှိသောဝိညာဉ်ရေးအရင်းမြစ်ဖြစ်တယ်ဆိုတာကိုနားလည်ထားရမှာဖြစ်ပါတယ်။ ဒါကြောင့်နှိမ့်ချမှုဖြင့်ဥဆောင်ခြင်းကိုပြုရမှာဖြစ်တယ်။ဓမ္မအမှုတော်ဆောင်အနေဖြင့်ကျွန်ုပ်တို့သည်ခရစ်တော်အားဖြင့်ဖိအားတခင်တန်တို့လမ်းပြတော်ကြွများတာဖြစ်တယ်လို့နားလည်ထားမှာဖြစ်တယ်။ကျွန်ုပ်တို့ရဲ့ယာထူးသည် အာနာအတွက်မဟုတ်ဘဲတာဝန်အတွက်ဖြစ်တယ်လို့နားလည်ထားဖို့လိုအပ်ပါတယ်။ဒါကြောင့်အဆက်နှစ်အနေနဲ့ဖခင်ဤလုပ်ငန်းဆောင်တာအေးဝင်ကလေးဖြင့်မွေးဖွားခြင်းဆိုတဲ့အချက်ကိုလည်းသိရှိထားဖို့လိုအပ်ပါတယ်။ ဒီကြောင်းနဲ့ပတ်သက်ပြီးတကော45မှာအေဝင်းလီတရားအဖြစ်ငါသည်မွေးဖွားစေပြီဆိုတဲ့ဖော်ပြချက်ကိုကျွန်တော်သတိပြုရမှာဖြစ်တယ်။မွေးဖွားခြင်းနဲ့အေဝင်းလီလှုပ်ဆောင်ချက်ကိုနားလည်နိုင်ဖို့ဒီအဘိဓေကတမန်တော်ရှင်ပေါလုကြီးသည်ခရစ်တော်၌အသက်တာကိုစတင်ရန်ဖျားသခင်ဤအသုံးပြုခံတူရိယာအဖြစ်လှုပ်ဆောင်ခဲ့တယ်ဆိုတာကိုတွေ့ရပါတယ်။ဝိညာဉ်ဖခင်အခန်းခဏကိုနားလည်နိုင်ဖို့ ဝိညာဉ်ဖခင်ဟာအေဝီလိတရားကို ဟောပြောခြင်းအဖြစ်ဝိညာဉ်ရေးရမွေးဖွားခြင်းနဲ့ပါဝင်ပါတယ်။ဒီကြောင့်လည်းပတ်သက်ပြီးတမန်တော်ရှင်ဘောလူဟာသူ့ရဲ့မွေးဖွားခြင်းဆိုင်ရာတာဝန်ဖြစ်တယ်လို့ဖော်ပြထားခြင်းဖြစ်ပါတယ်။ဒါကြောင့်ပြိုးထောင်ခြင်းနဲ့တုံသင်ခြင်းစီကံများကိုပြုလုပ်ခဲ့တာဖြစ်တယ်။ဒီကြောင့်လည်းပတ်သက်ပြီးတစ်တက်လောတစ်တက်နှစ်ဆက်တက်မှာ ဖခင်သည်မိမိသားများကိုတုံသင်တကယ်လို့ဆိုတဲ့ဖော်ပြချက်ကိုပြရမှာဖြစ်ပါတယ်။ ဆိုတဲ့အဓိပ္ပာယ်ကအဲ့ဒီတုံသင်ခြင်းဒီအားပေးခြင်းနှစ်သိမ့်ခြင်းလမ်းညွန့်ခြင်းတို့ပါဝင်တယ်။ဝိညာဉ်ဖခင်ဟာခရစ်တော်ရဲ့ပုံတံခါးကို ရောက်ရှိလာစေဖို့ကြီးထွားလာစေဖို့ရန်အတွက်စိတ်ရှိတိခတ်စွာကြီးကျက်ပေးခြင်းဖြစ်တယ်လို့နားလည်ထားရမှာဖြစ်ပါတယ်။ဒါကြောင့်အရှင်သုံးနေနဲ့ဝိညာဉ်ဖခင်၏အမွေအနှစ်နဲ့ပုံသက်သက်ပြခြင်းကို အထူးသဖြင့်နားလည်ထားရမှာလိုအပ်ပါလိုအပ်ပါတယ်။တေကော46မှာ ငါဤပုံသက်တွေကိုခံယူကြလောဆိုတဲ့တမန်တော်ရှင်ဘောလူရဲ့ဖော်ပြချက်ကိုတွေ့ရမှာဖြစ်တယ်။ဒါကြောင့်အသက်တာဖြစ်တသက်ခံခြင်းကိုနားလည်နိုင်ဖို့သကလုံးများဖြစ်တဲ့သကလုံးများသည်ဘဟုတုတကိုသာပေးနိုင်တော်လဲပုံသက်တွေသည်ဇယိုက်ကိုတိဆောက်ပေးတယ်လို့နားလည်ရတယ်။ဝိညာဉ်ဖခင်ဟာဖျားသခင်ကိုနာခံပြီးဒုက္ခခံပြီးယုံကြည်ခြင်းရှိသောအသက်တာကိုပြသရမှာဖြစ်တယ်လို့လည်းသိထားမှာဖြစ်ပါတယ်။ ။ဒါကြောင့်မျိုးဆက်တစ်ကိုပြင်ဆင်ခြင်းနဲ့ပတ်သက်ပြီးတော့မှဝิญဉ်ဖခင်သည်မိမိရဲ့သားသမီးများဟာသူ့ထက်ပိုမို၍ဝิญဉ်ရေးရာအရာတိုးတက်စေရဆန္ဒရှိရမှာဖြစ်ပါလေ။အမွေနှစ်နေဖြစ်လေအခြားသူများအားဧဝံဂေလိမိရှုတိုင်ကိုကိုင်ဆောင်နိုင်ရန်လေ့ကျင့်ပေးခြင်းဖြစ်ရမယ်လို့ဖော်ပြနေခြင်းဖြစ်ပါတယ်။ဒါကြောင့်ဧဝံဂေလိဖြစ်ဤကုန်းချုပ်ခြင်းကိုနားလည်နိုင်ဖို့မိတ်ဆွေတို့ဝิญဉ်ဖခင်သည်ဂုံဒူးဆောင်ပွဲတော့မဟုတ်ပါဘူး။ ၎င်းဟာဖျားသခင်၏နိုင်ငံတော်အတွက်နှိမ့်ချသောတာဝန်ပဲဖြစ်တယ်နားလည်ရမှာဖြစ်ပါတယ်။ဒါကြောင့်တင်းသည်ဖျားသခင်ကိုဖခင်ဖြစ်လက်ခံပါတင်းသည်ခရစ်တော်၌အခြားသူများ၏ဝိညာဉ်ဖခင်ဖြစ်စေခံပါလို့ဖော်ပြနေခြင်းသာဖြစ်ပါတယ်။ဒါကြောင့်ကျွန်ုပ်အနေနဲ့တင်းတို့ကိုတိုက်တွန်းလိုပါတယ်။ဖျားသခင်၏အခွင့်အာဏာကို လေးစားသောစိတ်ဓာတ်နဲ့ချစ်ချင်းမေတ္တာဖြင့်အစီခံသောစိတ်ဓာတ်တို့ဖြင့်အေးဝင်ကလေးတရားကိုသာကျင်ညာပါလို့ဖိတ်ခေါ်နေခြင်းဖြစ်ပါတယ်။ ဒါကြောင့်ဒီနေ့ဖော်ပြခဲ့တဲ့အကြောင်းအရာတွေဟာဝိညာဉ်ဖခင်ဤအခန်းကဏ္ဍဆိုတဲ့အကြောင်းကိုနားလည်ပြီးပိုင်းခြားနားလည်တက်စီဖို့ရန်ကြမ်းကြက်များဖြင့်ဖော်ပြမျှဝေခဲ့ခြင်းဖြစ်ပါတယ်။နောက်တော်သူအားလုံးပေါ်ဘုရားသခင်ဤကျေးဇူးတော်တက်ရောက်ပါစေ။အာမင်